ဂုံရောင်မတောက်တာဘာကြောင့်မတောက်တယ်လဲဆိုတဲ့မေကောအဲ့ဒီမှာမြတ်စွာဘုရားကဖြေတာဂုံရောင်မတောက်တာဘာကြောင့်မတောက်တာတော့လို့ဝိဝိဆာပမာဒနပကသတိအကြောင်းနှစ်ခုမြတ်စွာဘုရားရှင်းဝိဝိဆာဆိုတဲ့အဓိပ္ပာယ်ကမစ္စရိယကိုပြောတာအော်ကိုသာကြီးပွားလို့တယ်လောကလူတွေကလူလူဖြစ်လာပြီတဲ့နောက်မှာ တကယ်ကို selfish ကိုအကျိုးပဲကိုကြည့်သူများကိုမကြည့်ဘူးဆိုပါစို့လူမှုရေးဆိုတော့တော့မလုပ်ဘူးကိုဝမ်းသာတာကိုရှာပြီးတော့ကိုရဲ့တကူကောင်းဆန်တယ်ဆိုတဲ့ပုံကိုယ်တွေဟာရက်ွက်ထဲမှာလည်းပဲမြုပ်သွားတာပဲပေါ့မထင်ရှားဘူးပေါ့ဘာလို့ဆိုတကူကောင်းဆန်တာဘသူကတကူကောင်းဆန်စေတာတုံးဆိုမစ္စရိယမစ္စရိယဆိုတဲ့တရားကြောင့်မို့လို့ဒါနကောင်းဘူးဆိုတာမလုပ်ဘူးမလုပ်သည့်အတွက်ကြောင့် ဒီဘဝမှာလည်းပဲမြုပ်တယ်။နောက်တန်တရာမှာလည်းပဲသူကမြုပ်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 သွားလိုက်တာပဲကော။မပေါ်တာတော့။ဘာနဲ့လားသရံတူတုံးလို့ဆိုရင်တွင်းတူတဲ့လူနဲ့လားသရံတူ။တွင်းတူတဲ့လူကတွင်းနဲ့လေလူကအောက်ရောက်သွားနေတွင်းနဲ့လေလူကအောက်ရောက်သွားနေပဲ။ဟုတ်ပါရဲ့။ဒီလားဒီလားကဲဒီလေးတဲ့နေမိမိရ။ဆမီးရပါဘူးမရပါဘူး။ဟမ်။ဆမီးရပါလေ။လေးလေးလေးပါ။ lên lớp 10 Thế là nhớ, những cái lớp cũng tôi đến sát nhà bà, tôi mình sẽ thu Thank you